ပရိုဒက်တာတွေသုံးများတဲ့အတင်းဒီနှမျိုးလိုပြပေးမယ့် animation နှမျိုးက animation တွေအများကြီးရှိတဲ့နေရာမှာအသုံးဝင်ဆုံးနဲ့အလွယ်ကူဆုံးပုံစံနှမျိုးကိုလှုပ်ပြပေးမှာဖြစ်ပါတယ်ဆိုတော့လက်ယူကြည့်လိုက်အောင် ဝေမောင်းဆောင်ကြောဒီ align motion software လေးကိုတစ်ချက်ဝင်လိုက်မယ်ပြီးတော့ထုံးစံတိုင်း blood icon လေးကိုနှိပ်လိုက်မယ်ပြီးရင် create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် blood icon လေးကိုနှိပ်ပြီးတော့ media လေးကိုတစ်ချက်ဝင်မယ်ပြီးတော့ကိုလိုချင်တဲ့ background တစ်ခုကို light ရှာလိုက်မယ် โอเคเจ้าดี background ตะคู่ยาอยู่บ่ยาပြီဆိုရင်เจ้าဒီမှာ touch လေးတွေတခုရေးလိုက်မယ်โอเคပမာဆုံးเจ้าဒီ0ဆိုတာလေးကိုရေးလိုက်မယ်ပြီးရင်เจ้า center ကိုချလိုက်မယ်ချပြီးွားရင်ဒီမှာကျွန်တော်ဒီ font design ကိုချိန်လိုက်မယ်ပြီးရင် color လေးရေးလိုက်မယ်ပြီးရင် size ကို adjust လုပ်လိုက်မယ်เจ้าဒီတသေး level တစ်ချက်လုပ်လိုက်မယ်ဗောနောပြီးွားရင်เจ้าဒီကောင်လေးကိုအပေါ်ဆုံးတစ်ချက်ရွှေ့လိုက်မယ်โอเคဒီလောက်ရပါပြီပြီးွားရင်ကျွန်တော်ဒီကောင် duplicate ထပ်ပွားမယ်ပြီးွားရင် ဒီကောင်လေးကိုကျွန်တော် touch ကိုပြောင်းလိုက်မယ်0ပြီးတော့ကျွန်တော်1 0 1 to 10တိသွားမှာပါနော်01 okay ပြီးတော့ကျွန်တော်ဒီကောင် duplicate ထပ်ပွားမယ်ပြီးရင် copy လေးကိုနှိပ် edit touch ကိုနှိပ်1ပြီးွားရင် true ဆိုတဲ့နေရာလေးကိုသွားမယ်ပြီးရင်ဒီကောင်လေးကိုအောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်မယ်ပြီးရင်ကျွန်တော် duplicate ထပ်ပွားမယ်ပြီးရင်ဒီ true ကို edit touch ကလေးပြီးတော့3သွားလိုက်မယ်ပြီးရင် magic လေးချက်လိုက်မယ်ပြီးရင်သုံးဆန်လိုက်မယ်အောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ် ။အဲပြီးွားရင်ဒီ three layer လေးကို duplicate ထပ်ပွားမယ်။ပြန်ကြောဒီ layer လေးကိုထောက် add attach ကိုနှိပ်ပြီးွားရင်ကြောဒီမှာ four လို့တစ်ချက်ရိုက်လိုက်မယ်ပြီးွားရင်ကြောထုံးစံလိုက်မယ်အောက်ကိုနည်းနည်းလေးဆွဲလိုက်မယ် okay ပြီးွားရင်ကြော duplicate layer ထပ်ပွားမယ်ထုံးစံလိုက်မယ်အဲ့တိုင်းပဲဒီပုံစံနဲ့လောက်သွားမယ် add attach ကလေးပြီးတော့ဒါကို file လို့ရေးလိုက်မယ်ပြီးရင် magic လေးချက်လိုက်မယ်ပြီးရင်အောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ်ကြော layer တစ်ခုနဲ့တစ်ခုထားတဲ့အခါမှာညီအောင်လို့ညှိရပါမယ်နော် โอเคဒီကောင်ကျွန်တော်ဒီမှာ duplicate layer ထပ်ပွားမယ် site ကိုကျွန်တော် sys လို့ထားလိုက်မယ် manager ကလေးချလိုက်မယ်ပြီးတော့ထုံးစံတိုင်းမှာအောက်ကိုဆွဲချလိုက်မယ်โอเคပြီးတော့ကျွန်တော် duplicate ထပ်ပွားမယ်ကျွန်တော်ဒီ sys layer edit tag ကလေး7လို့ရိုက်လိုက်မယ် manager ကလေးချလိုက်မယ်ပြီးတော့ကျွန်တော်အောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ်ပေါ့နော် โอเค by and duplicate ထပ်ပွားမယ်7ကျော်တော့ edit text ကလေးထုံးစံနိုင်မယ်အဲ့လိုရိုက်လိုက်မယ်โอเค by and တော့ထုံးစံနိုင်အောက်ကလေးနည်းနည်းလေးဆွဲထားလိုက်မယ်โอเคကျောင်းနောက်ဆုံးတစ်ခုအနေနဲ့ duplicate ပွားလိုက်မယ်8ကိုကျွန်တော်တို့ edit text ကလေးပြီးတော့9ကိုထားလိုက်မယ်โอเคโอเคဒါဆိုရင်ရပြီရပြီဆိုရင်ကျောင်းဒီကောင်အကုန်လုံးကျောင်း group ဖွဲ့လိုက်မယ်ဗောနော် ဟုတ်ပြီဖြီးထားပြီးတော့ဒီအကောင်လုံး group ဖွဲ့လိုက်မယ်ပြီးွားရင်တော့ဒီကောင်လေးကိုတစ်ချက်ထောက် move and transform ဝင်ပြီးတော့ cycle လေးကိုကျွန်တော်ချဲ့လိုက်မယ်နော်ဟုတ်ပြီ okay cycle ကိုကျွန်တော် login လောက်ဒီ adjust ကလေးလုပ်လိုက်ပါတော့နော်ဝေးပြီးွားရင်တော့ဒီကောင်လေးကို level လေးကိုနည်းနည်းလေးတူလိုက်မယ် okay ပြီးရင်တော့ဒါလေးကို duplicate ပွားလိုက်မယ်ပြီးရင်ထုံးစံလိုက်မယ်ဒီကောင်လေးကို level လေးကိုနည်းနည်းလေးရွှေ့လိုက်မယ် โอเคဒီ one တော့ duplicate ထပ်ပွားလိုက်မယ်ဒါလေးကိုလည်းညာဘက်ချမ်းလေးကိုတစ်ချက်ရွှေ့လိုက်မယ်โอเคကျွန်တော်ဒီ group 1ကိုတစ်ချက်ထောက်လိုက်ပါပြီးတော့ move and transform ဝင်ပြီးတော့ကျွန်တော်ဒါလေးကိုအပေါ်လေးကိုတစ်ချက်ဆက်တင်လိုက်မယ်โอเคအပေါ်လေးကိုတစ်ချက်ဆက်တင်လိုက်မယ်ကျွန်တော်ဒီโอเคဒီ goal out တွေဆက်တင်လိုက်မယ်โอเคပြီးတော့ကျွန်တော်ဒီမှာ keyframe တစ်ခုချမယ်ကျွန်တော်ဒီ2 second လောက်မှာ keyframe တစ်ခုချလိုက်မယ် โอเคပြီးွားရင်တော့ဒီအောက်ကိုဆွဲချလိုက်မယ်ကျွန်တော်ဒီ360နဲ့တရက်လို့ပြောမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်3 layer လေးကိုအလယ်လောက်စန်တာလောက်ကြအောင်လို့ထားလိုက်မယ်โอเคဒီလောက်မှထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ graph လေးတစ်ခုထည့်ပေးလိုက်မယ်โอเคကျွန်တော်ဒီ layer လေးကို copy layer လေးကိုကျွန်တော်ထောက်ပြီးွားပြီဆိုရင်အဲကျွန်တော်ဘာလုပ်မလဲဆိုရင်အပေါ်တစ်ချက်ဒီကောင်လေးကိုဆွဲချလိုက်မယ် โอเคจ้าเดี๋ยวมา0ဖြစ်တဲ့အထိပါเนาะโอเคဒီလောက်လေးညီအောင်လို့ကျွန်တော်ဆွဲချလိုက်မယ်ပြီးရင်ပထမမှာ key frame တစ်ခုချမယ်ပြီးရင်ကျွန်တော်ဒီ2စက္ကန့်မှာโอเค key frame တစ်ခုချလိုက်မယ်ပြီးွားရင်ကျွန်တော်ကအပေါ်ဆွဲတင်လိုက်မယ်โอเคအ6ကိုစန်တာကိုရောက်တဲ့အထိဆွဲတင်လိုက်မယ်ပေါ့เนาะ41 Okay ဒီကောင်ကျွန်တော်ထုံးစံနိုင်မယ် graph လေးတစ်ခုထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ touch layer ကိုသွားမယ်သွားပြီးရင် move and transform ဝင်မယ်ကျွန်တော်တို့ဝင်ပြီးရင်ကျွန်တော်အပေါ်လေးကိုတစ်ချက်ဆွဲတင်လိုက်မယ်အဲပထမ layer နဲ့ပုံစံတူပေါ့နော်9လောက်မှာဆွဲတင်လိုက်မယ်ဒီကောင်ကျွန်တော်တို့ဒီမှာ keyframe တစ်ခုချမယ်ပြီးရင်ကျွန်တော်ဒီမှာ2 second ရအောင် keyframe တစ်ခုချမယ်ပြီးရင်ကျွန်တော်ဒီ361ဆိုတဲ့အကြောင်းကျွန်တော်ဒီ tick က standard နေရာရောက်လာတဲ့ဒီဆွဲချလိုက်မယ် โอเคကျွန်တော်ဒီမှာစန်တာကိုရောက်သွားပြီโอเคပြီးတော့ကျွန်တော် grad ကိုထုံးစံတိုင်းဒီ grad လေးပဲထည့်လိုက်မှာโอเคပြန်ပြီးတော့ play ကြည့်အောင်โอเคဒီတိုင်းလေးဖြစ်သွားပြီကျွန်တော်ဒီတိုင်းလေးဖြစ်သွားပြီဆိုရင် blood icon လေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာ free hand drawing ဆိုတာလေးရှိရတာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ luck လေးနဲ့ collagen နဲ့နေရာလေးကိုတစ်ချက်ဖြတ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ပို့သွားရင်ပြန်ဖြတ်လိုက်မယ် โอเคဒီကောင်ကြာဒီကောင်လေးကိုပြန်နှိပ်ထားမယ် edit drawing တစ်ချက်နှိပ် okay okay ကြာတော့အပေါ်လဲဒီတိုင်းလေးပဲဖြတ်မယ် okay ပြီးွားရင်ကျွန်တော်ပြန်ထွက်လိုက်မယ်ထွက်ပြီးွားရင်ကျွန်တော်ဒီ drawing ရဲ့ဒီအောက်က group layer 3ခွဲကိုထောက်လိုက်မယ်ထောက်ပြီးွားရင်ကျွန်တော်ဒီမှာအဲတတိယနေရာပေါ့နော် group and exclude ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုရင်ဒီပုံစံလေးရပြီကျွန်တော်တစ်ချက်ပြန် play ကြည့်အောင် โอเคကျွန်တော်ဒီတိုင်းလေးရပါတယ်ပြီးွားရင်ကျွန်တော်ဒီ group and match လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင် edit group ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးွားရင်ကျွန်တော်ဒီမှာ group 1နေရာမှာ border shadow ကိုတစ်ချက်နှိပ်နှိပ်ပြီးွားရင် shadow လေးကိုတစ်ချက်ခေါလာမေးခဲ့တဲ့အတွက်ကြောင့်ပါနော်ဒီကောင်လေးကိုတစ်ချက်ဖွင့်ပေးလိုက်ပါပြီးရင်ကျွန်တော်ဒီမှာ white color လေးရေးလိုက်မယ်ပြီးွားရင်ကျွန်တော်ဒီကောင်လေးကို okay ကျွန်တော်ဒီမှာ14လောက်ထားလိုက်မယ်ပေါ့နော် โอเคပြီးွားရင်ကြောဒီမှာ group 1 copy ကိုလည်းထုံးစံနိုင် shadow လေးကိုဖွင့်မယ် white color လေးထားမယ်ပြီးွားရင်ကြောဒီမှာ14လောက်ထားပေးလိုက်မယ်โอเคတတိယတစ်ခုမှာလည်းထုံးစံနိုင်မယ် shadow လေးကိုဖွင့်မယ် white ကိုထားမယ်ပြီးွားရင်ဒီမှာ40လောက်ကိုထားပေးလိုက်မယ်โอเคပြီးွားရင်ပြန်ပြီးတော့ထွက်ကြည့်လိုက်မယ်โอเคဒါဆိုရင်ကြောဒီဒီ glow ပုံစံလေးရတယ်โอเคဒီကကြောဒီမလိုချင်တဲ့အပိုင်းကိုတစ်ချက်ဖြတ်လိုက်မယ် မေးပြန်ပြီး play ကြည့်အောင် okay ဒီတိုင်းလေးရပါတယ်ရပြီဆိုရင်ကျွန်တော်တို့ဒီ39 export ထုတ်တော့မယ်ဆိုရင် 60fps ကိုရွေးရမယ်ပြီးွားရင်ကျွန်တော်တို့ဒီမှာ export ဆိုတာလေးကိုတစ်ချမ်းနှိပ်လိုက်ရင်ရပါပြီ Okay align motion နဲ့ဝင်မယ် PYN blood icon လေးကိုတစ်ချက်နှိပ်မယ် create ဆိုတာလေးကိုတစ်ချက်နှိပ်မယ် PYN blood ကိုတစ်ချက်နှိပ်မယ်ပြီးရင် rectangle တူးလေးကိုနှိပ်မယ်နှိပ်ပြီးွားရင်ကျွန်တော်ဒီအဆက်၃ဆက်ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးွားရင်ဒီမှာ swap to composition area ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲပြီးရင်ကျွန်တော် color လေးတိတ်မကြိုက်ဘူးတစ်ချက် change လိုက်မယ်ကျွန်တော်ဒီမှာအဲဒီ color လေးတစ်ချက်ယူလိုက်မယ်ပေါ့နော်ပြီးွားရင်ကျွန်တော်ဒီမှာ blood icon လေးပြန်နှိပ်မယ်ပြီးွားရင်ထုံးစံတိုင်းမှာ rectangle လေးကိုတစ်ချက်နှိပ်မယ် edit shape ကိုတစ်ချက်နှိပ်မယ်ပြီးွားရင်ကျွန်တော်ဒီကို loading ဲ့နေရာပေါ့เนาะကျွန်တော်ဒီမှာအဆုံးနာလောက်ထိโอเคဒီလောက်လေးယူမယ်ပြီးရင်ကျွန်တော် y မှာနည်းနည်းလေးသေးလိုက်မယ်โอเคဒီကောင်ကျတော့ဒီကောင်လေးကို color လေးအဖြူလေးထည့်လိုက်မယ်ပြီးရင်ကျတော့ဒီကောင် move and transform လေးရလေးအောက်ကိုဆွဲချလိုက်မယ် okay adjust လုပ်လိုက်ပါ okay ဒီတိုင်းလေးရပြီရပြီဆိုရင်ကျတော့ blood icon တစ်ချက်နှိပ်မယ်ထုံးစံနိုင်မယ် rectangle လေးကိုယူမယ် အဲ add this shape ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုဆွဲကျင်းလိုက်မယ် okay ဒီလောက်လေးပါပြီးတော့ယင်ကျွန်တော်ဒါလေးကို color white clever ထားလိုက်မယ်ပြီးရင်ကျွန်တော် move and transfer ဝင်သုံးဆန်လိုက်မယ် center ကိုချလိုက်မယ်โอเคကျွန်တော်ဒီစန်တာရောက်သွားပြီစန်တာရောက်သွားပြီဆိုရင်ကျွန်တော်ဒီအဲဒီကောင်လေးကိုတစ်ခုချင်း live လုပ်နေအချိန်ကြာတယ်ပေါ့နော် အချင်းကြရဲဆိုတော့ကျွန်တော်ဒီပြန်ထွက်ပြီးတော့ effect ကိုတစ်ချက်နဲ့ effect ကိုတစ်ချက်နဲ့ပြီးွားရင်ကျတော့ LILE line လို့ရိုက်ချလိုက်ပါဒီမှာ linear repeat ဆိုတာလေးရှိတာ icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် standard setting ကိုနှိပ်လိုက်ပါနှိပ်ပြီးွားရင်ကျတော့ဘယ်နှခုလောက်လိုချင်တာလဲ15ခုလောက်တင်တော့ထားလိုက်မယ် okay ပြီးွားရင်ကျတော့ position ကိုကျတော့လိုချင်တဲ့ aqua wave အကျဲအစိတ်ကိုကျတော့ချိန်လိုက်မယ် okay ကျတော့ဒီလောက်ကိုကြိုက်တယ် okay ဒါဆိုရင်ဒါလေးကိုပြန်ထွက်လိုက်မယ်ထပ်ပြီးွားရင်ကျတော့ဒီကောင်လေးကိုတစ်ချက် ထောက်လိုက်မယ်ထောက်ပြီးတော့ move and transfer ဝင်ပြီးတော့ဒီဘက်ထိထိုးတိုးလိုက်မယ်ပေါ့နော်โอเคကျတော့ဒီဘက်အစွန်းထိတိုးလိုက်မယ်โอเคဒီလောက်မှာပြီးတော့ကျတော့ဒီမှာ touch ထည့်မယ်โอเค attach ကိုနှိပ်မယ်ပြီးတော့ကျတော့ဒီမှာ login နဲ့ဟာလေးရွေးမယ်အဲကျတော့ဒီ2025အထိဆိုတော့ကျွန်တော်ဟိုလောက်ကစရေးလိုက်မယ်2015 2016လောက်ပါလေးစရေးလိုက်မယ်နော်2016 စန်တာကိုသွားမယ်ဒါလေးရကျွန်တော်သေးစိတ်မပြောတော့ဘူးအများတန်းကျွန်တော်ဗီဒီယိုမှာလုပ်နေကြဆိုတော့အကောင်လုံးတီးမယ်လို့ထင်တယ် okay ဒီကောင်လေးကိုဆွဲချလိုက်မယ်2016ပါဒီကောင်ကျွန်တော်ဒါလေးကို move and transfer လေးပြီးတော့ရွှေ့တိုင်းမယ် okay 2016ဒီကောင်ကျွန်တော်ထားလိုက်မယ်ထားပြီးရင် black icon လေးကိုနှိပ်ပြီးတော့ object element လေးပြီးတော့ကျွန်တော်ဒီမှာ nav ကိုတစ်ချက်ယူလိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကို background ကလွဲပြီးတော့ channel ကောင်လေးကို net 1နဲ့ချိန်လိုက်မယ်ပေါ့နော် โอเคတကူချင်းလိုက်ချိန်လိုက်မယ်တကူချင်းလိုက်ချိန်ပြီးโอเคဒေါ်ဒီ2016ကိုချိန်လိုက်ပြီโอเคဒါဆိုရင်ကျွန်တော်တို့အကောင်လုံးချိန်ပြီးပြီဖြစ်ပါတယ်ပြီးွားရင်ဒေါ်ဒီ2016ကိုကျွန်တော် duplicate ပွားလိုက်မယ်ပွားပြီးွားရင်ဒီ2016နေရာမှာထုံးစံနိုင်မယ်အ2019ပြောင်းမယ်အစင်လိုက်ပြောင်းသွားလိုက်ပါနော်2025ဆိုတော့2028လောက်ထိကျွန်တော်တို့ပြောင်းသွားလိုက်မယ်ပြီးရင်ကျွန်တော် duplicate ပွားမယ်ပြန်ဒီကောင်လေးကိုကျွန်တော်ပြောင်းမယ်2019ဆိုတော့ကျွန်တော်ကြော်လိုက်မယ်နော်2000 2019 โอเคจ้ะဒီကောင်မကြော်တော့ပါဘူးเนาะကျွန်ယူအမ်များွားကျွန်2018လောက်ပဲထားလိုက်မယ်ပြီးရင်ကျွန်တော်ဂျူဘလီဂိတ်ပွားလိုက်မယ်ဒီကောင်လေးကို2019 2019ထားလိုက်မယ်ပြီးွားရင်ကျွန်တော်ဒီကောင်လေးကိုရွှေ့မယ်โอเคပြီးွားရင်ကျွန်တော်ဒီကောင်လေးကိုဂျူဘလီဂိတ်ထပ်ပွားလိုက်မယ် okay ဒါလေးကိုကျွန်တော်2020လို့ပြောင်းလိုက်မယ် okay ဒီဝိုင်းကျွန်တော်ဒီကောင်လေးကို duplicate ထပ်ပွားပြီးပွားပြီးဝိုင်းဒီကောင်လေးကိုကျွန်တော်2021လို့ထားလိုက်မယ် okay ဒီဝိုင်းကျွန်တော်ဒီကောင်လေးကိုဒီဘက်ကိုရွှေ့လိုက်မယ် okay ဒီဝိုင်းဒါလေးကို duplicate ထပ်ပွားလိုက်မယ်2020 okay ဒီဝိုင်းကျွန်တော်ဒီကောင်လေးကိုဒီဘက်ကိုထပ်ရွှေ့လိုက်မယ် โอเคပြီးွားရင်ကျွန်တော်ဒီမှာဒီ net ကလေးကိုတစ်ချက်နှိပ်ပြီးတော့ move and transform လေးပြီးတော့ဒီကောင်လေးကိုဒီဘက်ထိဆွဲလိုက်မယ်โอเคจอดีบัดดี้ซวยไล่มา Okay ဒီဝန်ကျော်ဒီမှာအလဲကလိုင်းကပြတ်သွားတယ်ပြတ်သွားတဲ့ကြောင့်အလဲကလိုင်းလေးကိုတစ်ချက်ထောက်လိုက်ပြီးရင် effect ထဲကိုဝင် add effect ပို့ဝင်ပြီးတော့ကျော်ဒီမှာ repeat လို့ရိုက်လိုက်ပါ repeat repeat okay ဒါလေးကိုတစ်ချက်နှိပ်လိုက် standard setting ဒီဝန်ဒီကိုလိုချင်တဲ့လောက်ကိုကျော်ဆွဲဆန်းလိုက်မယ် Okay ကျော်ဒီထိပဲလိုချင်တယ်ရပြီပြန်ထောက်လိုက်မယ်ဒီဝန်ကျော် color 2022ကလေး duplicate ထပ်ပွားလိုက်မယ်2023 sorry edit text ကလေ2020နဲ့ဟို UI move and transform လေးလာမယ်ပြန် duplicate ထပ်ပွားမယ်2024နိုင်မဲ့သွားမယ် duplicate ထပ်ပွားမယ်ပြန်2025 3000နိုင်မဲ့သွားမယ်ကျော်ဒါလေးအသေးစိတ်ပြောမနေတော့ဘူးเนาะ โอเค duplicate ထပ်ပွားမယ်2026ထုံးစံနိုင်မဲ့သွားမယ်ပြီးရင် duplicate ထပ်ပွားမယ်2029 move and transform လေးထပ်ဝင်မယ်ပြီးရင် duplicate ထပ်ပွားမယ်2028 okay ပြီးတော့ဒီကောင်လေးကိုဒီဒီဆွဲထားလိုက်မယ် โอเคပြီးွားပြီကျွန်တော်ပြီးွားပြီဆိုရင်ကျွန်တော်ဒီ neck လေးကိုနှိပ်လိုက်ပြီးွားရင်ကျွန်တော်အရှည်ဆုံးဆွဲလိုက်မယ်โอเคကျွန်တော်ဒီ2016ပေါ့နော်โอเคအရှည်ဆုံးဆွဲလိုက်မယ်ဆွဲပြီးွားရင်ကျွန်တော်ဒီကောင်လေးကို animation ပေးမယ် keyframe တစ်ခုထောက်မယ်ပြီးွားရင်ကျွန်တော်ဒီမှာ4 second လောက်ထိတွားလိုက်မယ်ပေါ့နော်โอเคပြီးွားရင်ကျွန်တော်ဒီအကောင်2025ရောက်တဲ့ဒီရွှေမှန် လက်ကလေးတော့ညင်အောင်ထားနော်အပေါ်မှာအနီလိုင်းလေးပေါ်နေတာဆိုရင်ကျွန်တော်တို့ဒီညီပါတယ်ကျေလို့အနီလိုင်းလေးမပေါ်တော့ဘူးဆိုရင်တော့မညီဘူးနော်လုံးဝမညီဘူးပါโอเคကျွန်တော်ဒီလောက်ထိသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုโอเคကျွန်တော်တို့ဘရကလေးတစ်ခု copy လိုက်မယ်ဆွဲပြီးတော့ copy ထားလိုက်မယ်โอเคကျွန်တော်ပြန်ပြီး play ကြည့်အောင်โอเคဒီပုံစံလေးသွားတယ် ီကတော့ blood icon လေးကိုနှိပ်လိုက်မယ် cycle layer လေးကိုတစ်ချက်နှိပ်မယ်ပြီးရင် color လေးချိန်လိုက်မယ်အနီလေးချိန်လိုက်မယ်ပြီးရင်ကြော်ဒီကောင်လေးကိုအနီတောက်တောက်လေးတစ်ချက်လှုပ်လိုက်မယ်ပြီးရင်ကြော်ဒီ move and transform ဝင်မယ် adjust လုပ်ပြီး cycle လေးကိုနည်းနည်းလေးသေးလိုက်မယ် okay ပြီးရင်ကြော်ဒီအဲဒီကောင်လေးကိုကြော်ဒီ center လေးချလိုက်မယ်ချပြီးဝင်ထုံးစံနိုင်ဒီကောင်လေးကိုကျွန်တော် animation စပေးမယ် move and transform ဝင် keyframe တစ်ခုချပြီးဝင်ကျွန်တော် color က4 second โอเคဒီလောက်မှ given တခုချပြီးွားရင်တော့ဒီကောင်လေးကိုတိုးမယ်โอเคဒီညလေးမှတိုးလိုက်မယ်ဒီပြီးရင် graph လေးကိုကျွန်တော်ထုံးစံနိုင်မယ်ခလာဟာလေးကို paste cut လေးလုပ်လိုက်မယ် okay ပြန်ပြီး play ကြည့်အောင် okay ဒီပုံစံလေးရတယ် ပြီးွားရင်ကျတို့ black icon လေးတစ်ချက်နဲ့ရိုက်မယ် rectangle လေးတစ်ချက်ယူမယ်ပြီးွားရင်ကျတို့ edit shape ကိုသွားမယ်ဒီကောင်လေးကိုလိုချင်တော့ကျတို့ adjust လုပ်လိုက်မယ်လုပ်ပြီးွားရင်ဒီကောင်လေးကိုကျတို့ whole out ဒီဆွဲချလိုက်မယ် okay ပြီးွားရင်ကျတို့ဒီ layer လေးကိုထောက်မယ်ထောက်ပြီးွားရင်ကျတို့ဒီကောင်လေးကိုအောက်ကိုဆွဲလာလိုက်မယ် okay ပြီးွားရင်ကျတို့ဒီကောင်လေးကို edit shape ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးွားရင်ကျတို့ဒီကောင်လေးကို ျောဒီအပေါ်တစ်ချက်တင်လိုက်မယ်โอเคဒါလို့ဆိုရပြီပြီးတော့ကာလာကိုကျွန်တော်ဘလတ်ထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ iPhone လေးကို effect ထဲဝင်ပြီးတော့ add effect ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာအဲ pouch plus ဆိုတာလေးတစ်ချက်ရွေးလိုက်မယ်နော် iPhone လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်အဲ့ဒါလေးကိုနည်းနည်းလေးချဲလိုက်မယ် shape ပုံစံလေးဖြစ်အောင် okay ဒီတိုင်းလေးရပြီကျွန်တော်ဒီတိုင်းလေးရပြီဆိုရင်က flat icon လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ media ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ပြကျင်တဲ့အရာတစ်ခုခုကိုကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော်ကိုဘာပြကျင်လဲပြကျင်တဲ့ဟာလေးတစ်ခုခုကိုကျွန်တော်တို့ထည့်လိုက်မယ် plug လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီကောင်လေးကို site ကလေးကိုနည်းနည်းလေးချုပ်လိုက်မယ်ပေါ့နော် okay ပြီးတော့ဒါလေးကိုကျွန်တော်တို့ shadow လေးတစ်ချက်ဖွင့်ပေးလိုက်မယ် okay ဖေတော်ရည်2025ပေါ်မှာထားမှာဆိုတော့ကြောင့် okay စံတယူလိုက်မယ် โอเคပြီးွားရင်ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ထောက်တာထောက်တာပြီးွားရင်ကျွန်တော်အပေါ်မှာ net 1နဲ့ချိန်လိုက်မယ်โอเคချိန်ပြီးွားရင်ကျွန်တော်ဒီကောင်2025ဒီဆိုတော့ဒါလေးကိုကျွန်တော်ဘေးသွားနေရလို့ဒီဒီဆွဲခေါ်လာလိုက်မယ်โอเคပြီးရင်ကျွန်တော်စန်တာလာလိုက်မယ်နော်โอเค2025ပေါ်တက်တက်တော့ဆိုရင်ရပြီโอเคဒါဆိုပြန်ပြီး play ကြည့်အောင် คဒီပုံစံလေးရတယ်ပြီးွားရင်ကျောဒီ background layer လေးတစ်ချက်ထောက်လိုက်ပါပြီးရင် effect ကိုဝင် add effect ကိုဝင်ပြီးရင်ကျောဒီမှာ CIG လို့ရိုက်လိုက်ပါ thickness ဆိုတဲ့ဟာလေးရှိပါတယ်အကောင်လို့တစ်ချက်နှိပ်လိုက်ပါပြီးရင် standard setting လို့တစ်ချက်နှိပ်လိုက်ဒီကောင်ကျောဒီမှာ shape ပုံစံလေးနည်းနည်းလေးထားလိုက်ပါ Okay ဒီတိုင်းလေးရပါတယ်ပြီးရင်ကျောတို့ထုံးစံတိုင်းမယ်အကောင်လုံးပြီးွားပြီဆိုရင်မလိုချင်တဲ့နေရာတွေကိုဖြတ်ထုတ်လိုက်မယ်အကောင် slash မှတ်လိုက်ပါမှတ်ပြီးတော့မလိုချင်တဲ့နေရာတွေကိုဆွဲချလိုက်မယ် ရှိရလေယာအကုန်လုံးဆွဲပါပြီးရင်ကျွန်တော်ဒီကောင်ခပ်လိုက်ပါ okay ပြီးတော့ကျွန်တော် export ထုတ်မယ် export ထုတ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီ30နိုင် 60fps ကိုရွေးပေးရမယ်ပြီးတော့ကျွန်တော်ဒီမှာ export ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရင်ရပါပြီလေယာများရင်တော့ခဏလေးစောင့်ရပါတယ်ခဏလေးစောင့်ပြီးပါ okay ဒါဆိုရင်ရပါပြီပြန်ပြီး play ကြည့်အောင် โอเคဒါဆိုရင်ကျွန်တော်အခုပြပြလိုက်တဲ့ animation နှမျိုးကလည်းလုံးဝထျောက်လိုက်မယ်လို့ထင်ပါတယ်လူချင်းချင်းတို့ညီကိုတို့ project တွေမှာထည့်ပြီးသုံးကြည့်ပါအကျိုးရှိပါလိမ့်မယ်ဆိုတော့နောက်ထပ် video တွေမှာပြန်လဲဆုံပေးကြမယ်ခမိုင်း